်မသမိုင်းတခြားအရက်အရှိဆုံးအမျိုးသမီးသို့မဟုတ်သနားစရာပကံသူဒေါ်စည်းကွက်စိန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် ဒီနေ့ခြေတယ်တို့ crazy အင်းကနေပြီးတော့တင်ဆက်ပေးသွားမှာကတော့တချိန်ကအထူးဆန်းဖြစ်ခဲ့ရတဲ့ဗကန်ဘက်ကိုဖျားဖူးထွက်သူတိုင်းတကူးတကဝင်ရောက်ပြီးတော့အမတ်တရားတပ်ပုံတွေကိုအတူတူတွဲရိုက်ခဲ့ရတဲ့မြန်မာနိုင်ငံရဲ့အရေးရှိဆုံးအမျိုးသမီးတဦးဖြစ်ခဲ့တဲ့ဒေါ်ဇီကွက်စင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ဇီကွက်စင်ကတော့မြန်မာနိုင်ငံမန္တလေးတိုင်းအရိကအရိအချင်းကတော့ဇာတိဗကန်နေမှာဒါမှကပဲမြန်မာနိုင်ငံတဝမ်းလုံးမှာပါသူမရဲ့မြန်မာလုံးနဲ့အရေးကြောင့်တော်တော်လေးထင်ရှားခဲ့သူဖြစ်ပါတယ်။ သူမတို့1956ခုနှစ်မှာဦးထွန်းသိန်းနဲ့ဒေါ်ငိမ့်တို့ကပကံဘတ်မှာမွေးဖွားခဲ့ပါတယ်။ ငွေချင်းလေးရောက်ရှိပြီးတော့အငယ်ဆုံးသမီးထွေးလေးပဲဖြစ်ပါတယ်။ဒီမှာအထက်မှာလည်းယောက်ျားလေးအကူ၃ယောက်ရှိပြီးတော့ညီမအထွေးဆုံးလေးပဲဖြစ်ပါတယ်။ဒီမှာရဲ့ငယ်နာမည်ကတော့ Mackinson လို့ခေါ်ကြပါတယ်။အမေဖြစ်သူက Mackinson လေးကိုကိုဝင်ဆောင်ချိန်အတွင်းမှာစင်ပြူတော်ကြီးတကောင်အိမ်ဦးကောင်းရင်မှာလာရောက်ဂိမ်းဝင်နေတယ်ဆိုတဲ့အိမ်မက်မျိုးကိုထူးဆန်းစွာမှတ်ဖူးတယ်လို့လည်းဆိုပါတယ်။ထပ်ပြီးတော့ထူးခြားတာတစ်ခုကမက်ခင်စိန်ဆုံးပါသွားတဲ့နေ့မှာလဲစင်ဦးစီးတူးနဲ့စင်စီးတကောင်ကမက်ခင်စိန်ထံကိုလာရောက်ကြည့်ရ ှုသွားပါသေးတယ်တဲ့ဒုမရဲ့လူသိများခဲ့တဲ့နာမည်ဖြစ်တဲ့ဇီးကွန်းစိန်ဆိုတဲ့နာမည်လေးထွက်ပေါ်လာရတာကတော့ဒုမဟုံမွေးပီပီချင်းခုနှစ်ရက်မြောက်ကင်ပွန်းတန်းနေမှာပဲဒုမအိတ်နေတဲ့ပက်ခက်လေးပေါ်ကိုဇီးကွက်တကောင် လာရောက်နားနေခဲ့တာကြောင့်ဒီဖြစ်ပျက်ကိုအစွဲပြုပြီးတော့ဒုမရဲ့နာမည်ခင်စိန်ကနေစိန်ကိုယူပြီးတော့ဇီးကွန်းစိန်ဆိုပြီးတော့ဒုမရဲ့မြန်မာလာတဲ့အရင်အမြင်နဲ့အတူနာမည်ကြီးလာတာပဲဖြစ်ပါတယ်ဒုမရဲ့အရက်ကမူလပထမရုံးကတော့ ူတိုင်းလိုပဲပုံမှန်ကလေးလေးတယောက်ရဲ့အရက်အမြင့်တိုင်းသာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ငါးနှစ်အရွယ်ကလေးကစတင်ပြီးတော့အရက်ဟာရွယ်သူကလေးတွေထဲမှာတိတိတသာထိုးထွက်ဆပြုတ်နေခဲ့ပါတယ်။ဒီမှာအသက်၁၂နှစ်အရွယ်မှာတော့ဒီမှာအကြောင်းတိုင်းနိုင်ငံလုံးသိတဲ့အထိဒီမှာရဲ့အရက်က ထူးခြားစွာမြင်မာနေခဲ့ပါတယ်။တာမန်အရက်မြင်မာတဲ့အယောက်ကြားတယောက်ဟာ6ပေဟာအမြင့်ဆုံးရက်ဖြစ်ပြီးတော့ဇီကွက်စင်ရဲ့အရက်ကတော့10ပေလောက်အထိရှိနေခဲ့ပြီးသူမဝစ်စင်ဘိုးရဖနန်းကိုမြင်းကြံမျိုးကနေအထူးမှယူခဲ့ရတယ်လို့သိရှိရပါတယ်။သူမရဲ့အဝတ်အထည်တွေကိုချိုးလို့ဖို့ရအတွက်လဲအဝတ်စားတွေဆိုရင်လည်းပိစာတကိုက်ကိုအင်ကြီးချိုးဝစ်လို့မရဘူး3000ပိစာမှလက်စကအင်ကြီးတစ်ထည်သာရပါတယ်သူမအတွက်လက်ရှိအင်ကြီးတစ်ထည်ရဖို့ကိုပိစာ9000ခန့်အသုံးပြုပြီးတော့ချုပ်ပေးရ ရတယ်လို့သိရတာပါလုံကြီးတစ်ထဲကိုပိတ်စ6000ခန့်အသုံးပြုရပြီးတော့ချုပ်ရပါတယ် မိမလုံးကြီးသုံးခွင်းဟာဆိုရင်လေဒီမှာအတွက်တော့နှစ်ခွင်းစာသာရှိပါတယ်။အစားအစာကိုပုံမှန်လူတွေစားသလောက်ပဲစားလိရှိပြီးတော့တနည်းကို3-4ချိန်လောက်စားပါတယ်။ဒီမှာဗကံမှာရှိတဲ့ရုံအကျန်းထည်လုပ်ငန်းမှာအလုပ်လုပ်ရင်လောကနာတာဖျားကိုလည်းဖူးလိရှိပါတယ်။ဒီမှာရဲ့ထူးခြားလို့နဲ့မြန်မာလာတဲ့အရက်ကြောင့်အဲဒီရီယာခဏတိုင်းဆိုသလိုလာကြည့်ကြလိရှိပါတယ်။ဒီမှာလည်းအဲဒီရီကိုပေါ်ရွေတုံ့ပြန်တက်ပြီးတော့ သဘောကောင်းလို့တဲ့အမျိုးသမီးတူဦးဖြစ်ပါတယ်။ဒီမရဲ့ပုံမှန်မဟုတ်တဲ့အယံမြင့်ကြောင့်ပဲဟော်မုန်းပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီးတော့ သမားရဲ့မျက်လုံးအဆုံးက73နှစ်အရွယ်မှာကွဲသွားခဲ့ပါတယ်။14နှစ်အရွယ်မှာတော့ရန်ကုန်မှာတွားရောက်ကုသရာမှာဆီယံဝင်းကလည်းဟော်မုန်းဓာတ်ပြောင်းလဲမှုကြောင့်ဖြစ်ရတယ်လို့ပြောခဲ့ပါတယ်။မျက်စိမမြင်တော့တဲ့အခါမှာတော့အိမ်ရှိမှာရှိတဲ့မကြီးပင်နှစ်ပင်ကိုချိုးတန်းကလမ်းလျှောက်ခဲ့ရပြီးနောက်ပိုင်းမှာတော့ခါပါဂိုင်းလာခဲ့ကသွားလာတာလဲသူမအတွက်မလွယ်ကူတော့ပါဘူး။ဒါပေမဲ့သူမကတော့ကောင်းမှုကုသိုလ်ပြုလုပ်မှုတွေကိုမရက်မနာပဲဆက်လက်ပြုလုပ်ခဲ့ပါတယ်။ ဖျားရီအတွက်ထီးတော်ရီလူချင်းအတူနေရွာရေကကလေးတွေအတွက်အဟာရစံပြုတ်တိုက်ကျွေးခြင်းစားတဲ့အလူကိစ္စတွေကိုလည်းလုပ်လို့ရှိပါတယ်1989ခုနှစ်မှာတော့ဒေါ်စည်းကွဲစိန်တယောက်ရေချိုးမှားသွားခဲ့တာကြောင့်ဂျမားကြီးထိခိုက်သွားခဲ့ရပြီးတော့ကွယ်လွန်သွားခဲ့ရပါတယ်သူမကွယ်လွန်ချိန်မှာဆိုရင်အသက်23နှစ်ပဲရှိပါသေးတယ်သူမရဲ့ရုပ်အလောင်းကိုမန္တလေးစေတက်ကသူကိုလူဒန်းခဲ့ပြီးတော့ တက္ကသိုလ်ထဲမှာပြသထားခဲ့ပါတယ်အခုလည်းသူမနေခဲ့တဲ့နေအိမ်ခြံဝန်းလေးအတွင်းမှာအထိမ်းမဲ့ကြောက်တိုင်ကိုစိုက်ထူထားခဲ့ပြီးတော့ဈေးကွက်စိန်မွေး1338စုံ1341အရက်၈ပေလို့ကပီးထိုးထားတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်